အာဆင်နယ်သင်းကိုအာဆင်နယ်သင်းစတိုင်တုံ့ပြန်ကစားခဲ့မိတဲ့အတွက်ဂိုးပြတ်ရှုံးနေခဲ့တဲ့အက်တလက်တီကိုမက်ဒရစ်အာဆင်နယ်သင်းက စပိန်သင်းနဲ့ပတ်သက်ရင်တော်တော်လေးမှာ record ကောင်းတာခုနောက်ပိုင်းမှာဆိုရင်ဒီ lift up ပွဲစဉ်၃ပွဲမှာဆိုအာဆင်နယ်ကစပိန်ကလပ်နှစ်သင်းနဲ့တွေ့ပြီးပါပြီအရှိကအက်သလက်တစ်ဘီဘာကိုအခုဆိုလဲအက်သလက်တစ်ကိုမက်ဒရစ်အက်သလက်တစ်ကိုမက်ဒရစ်ကအသင်းကြီးတစ်သင်းရဲ့ world class အဆင့်မျိုးမှာမရှိသေးဘူးဆိုရင်တော့မှအဲ့ဒီအဆင့်နဲ့အနည်းဆက်ဆုံးရှိတဲ့ဖြတ်မြင်းတစ်သင်းလို့ပြောလို့ရတယ်သူတို့ကလည်း short တလို့မရဘူးအာဆင်နယ်နေနဲ့ကိုယ်ဝင်ဝင်မှဒီအသင်းကိုအဲ့ခန့်ကစားမယ်ဆိုပေမဲ့ခက်ခဲနိုင်တဲ့အထူးသဖြင့် ပထမပိုင်းမှာကျွန်တော်တို့စီးစီးတေကြတဲ့အချိန်မှာဒုတိယပိုင်းမှာငါတို့သွင်းနေတဲ့တကူးနှစ်ကူးဆိုတဲ့ခံစားချက်ပဲရတာဒါပေမဲ့အာဆင်နယ်အသင်းကဒုတိယပိုင်းမှာအဖွင့်ကိုစရရသွားတဲ့အခါမှာဒီကိုစင်မြူနီရဲ့အသင်းကအာဆင်နယ်စတိုင်စတင်ဆော့လာတယ်မနစ်ကတည်းကအာဆင်နယ်ကိုအာဆင်နယ်ပုံစံဖွင့်ဆော့ရင်လိုရထက်ပိုပြီးဂိုးပြတ်ရှုံးမှာပဲဒါကဘာကြောင့်လဲဆိုတော့အာဆင်နယ်က transition မှာအယမ်းမြန်တယ် ဒီနေ့အာဒါသုံးလခဲ့တဲ့လူစင်းအခင်းချင်းမှာဆိုဘောခရင်ကောင်းနဲ့လူဝစ်စကယ်လီလိုကစားသမားမျိုးတွေတေကန်ဘောအဆုံးသတ်နိုင်တဲ့ဂေဘီယယ်မကာကြီးလိုကစားသမားမျိုးတွေ transition တွေအရန်မြန်ပြီးတော့အာဆင်တင်းရဲ့တိုက်စစ်ကို counter attack ဆက်ဆံကောင်းကောင်းလေးဦးဆောင်သွားတဲ့မာတီနေလိုကစားသမားမျိုးတွေဂိုးပေါက်ရှာတွေ့ခဲ့တဲ့ဗစ်တာယောဂရက်လိုကစားသမားမျိုးတွေမမောနိုင်မပန်းနိုင်ကွင်းလိုက်တစ်ခုလုံးမှာ rotation လုပ်သွားခဲ့တဲ့ ဒီကလန်ရိုက်နဲ့ဇူီမန်တို့ကစားမမျိုးတွေအထူးသဖြင့်အစည်းရဲ့အတက်ကင်း threat တွေကတော်တော်လေးကိုမိုက်တယ်အဲ့တော့တသိန်းလုံးမှာစာကာပါဝင်အားလုံးကချီချူးစရာတွေကြီးပဲအကုန်ကောင်းတယ်ထေမာဆိုလဲမမောနိုင်မပိုင်းတဲ့ရှေ့ကို overload တွေအရန်လိုက်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဘသူညံ့လဲဆိုရင်ညံ့တယ်လို့ပြောရမယ့်လူမရှိတဲ့လောက်ကိုအားလုံးကကောင်းတယ်ပထမအိမ်မှာကျွန်တော်တို့ရင်တုံလှိုင်မောပွဲရအခိုက်အတန့်နေရှိခဲ့တယ်ကိုဘက်ကလည်းဂိုးပေးရဖို့နှိစက်ခဲ့တာရှိတယ်လို့ပြိုင်ဘက်ကလည်းကျွန်တော်တို့ဥဆောင်ကိုပေးရဖို့ နီးစပ်ခဲ့တဲ့အခိုက်အတန့်ရှိတယ်။အထူးသဖြင့်ပထမဦးမှာကျွန်တော်အရန်တမျောခဲ့တာကအစည်းရဲ့ကံကျတိုင်တီပြီးထွက်လာတာကိုဒီဂရိုက်ကန်တာကဂိုးပါကြော်သွားတာ။အဲ့တလုံးနောက်တလုံးကတော့မာတီနယ်လီရဲ့ဂိုးလူချိုနေခဲ့တာမျိုးနောက်ပြီးတော့ဘူကောင်ဆာကာရဲ့1 by 1 chance တွေမှာဂိုးသမားပခုံးနဲ့ထိပ်ပြီးတော့ဘေးထွက်သွားတာမျိုးအဲ့ အနေထားတွေကိုကျွန်တော်တက်မျောတာပေါ့လေဒါပေမဲ့ငါတို့အများကြီးလုံနိုင်မှာပါဆိုတဲ့ခံစားချက်ရတယ်ဘာကြောင့်ဒီနေပွဲစဉ်ကပထမပိုင်းရောဒုတိယပိုင်းရောကျွန်တော်ဒီရသည်မှာကြည်ဘူးသမျှအကောင်းဆုံး1 2 5ထက်ပွဲတွေမှာပါတယ်အာဆင်နယ်တင်းရဲ့အကောင်းဆုံး1 2 5ထက်ပွဲတွေမှာဒီပွဲကိုပါထည့်လို့ရတယ်ဘာကြောင့်ဒီပွဲကကြည့်ရတာအေးမဲ့ထင်ရပေမဲ့ဘောလုံးရသွားတဲ့အသင်းကို off the ball movement လို့ခေါ်တဲ့ဘောလုံးမရှိတဲ့အသင်းက တီစတာလီကိုခန်းစစ်စစ်စီလေးဆော့သွားတွေ့ရတယ်အာဆင်နယ်ဘောလုံးဆုံဆုံသွားရင်လည်းခန်းစစ်ကိုစနစ်တကျပြန်သွားတယ်တဖက်ကတီကိုကဘောလုံးဆုံဆုံသွားရင်လည်းခန်းစစ်ကိုစနစ်ကျသွားတယ်နှစ်သင်းစလုံးကဂိမ်းပလန်ကောင်းကောင်းနဲ့ရှိတယ်ဒီနေ့မှာတချို့အပိုင်းလေးတွေမှာပထမပိုင်း movement ဒီမှာဆို second ball တွေအသာရတဲ့အပိုင်းမှာတီကိုကတော့ကောင်းတယ်ဒါပေမဲ့ကစားကွက်အခင်းချင်းအတကင်သွားတဲ့ပိုင်းနေတဲ့တောင်မန်းတွေထိုးဖောက်မှုမှမှတော့အာဆင်နယ်ကတားတယ် ီနေ့ပွဲမှာကျွန်တော်တို့မထင်ထားတဲ့ကစားသမားတွေတချို့ပါလာခဲ့တယ်အဲ့ဒါက Louis Kelly ပုံမှန်ဆိုရင် Color Fury ပဲသုံးလာမယ်ထင်တာဘာကြောင့်ဒီကစားသမားကိုသုံးလဲဆိုတော့ဗီဒီယိုထဲမှာကျွန်တော်ပြောသွားမယ်နောက်တစ်ယောက်ကတော့ Azee ကိုသုံးလာတာ Azee ကတော့ရှေ့ရပွဲကြီးမှာလည်းသုံးပြီးတာဖြစ်တဲ့အတွက်အရင်ကတော့မထူးဘောလေဒါပေမဲ့ထူးွားတာက Martinelli ကိုထုတ်လာတာကျွန်တော်ပွဲကျူကိုသုံးသက်ချက်ဒီမှာ Martinelli ပါလာနိုင်တယ်ဆိုတဲ့စကားတချို့ကျွန်တော်၁၁ယောက်ခံမှန်းတော့ကပြောခဲ့သေးတယ်တကယ်လဲသုံးလာတယ်ဘာကြောင့်လဲ တဖက်သင်းရဲ့ဝင်းကားတွေကိုဖိထားကျင်တာတဖက်သင်းရဲ့ဖူးဘက်တွေရှေ့တက်မလာဖို့အတွက်မာတီနေလိုမျိုးအတကင်ခေါင်နာတက်ကောင်းတဲ့ကစားသမားမျိုးလိုအားနှုန်းအရန်ကောင်းတဲ့ကစားသမားမျိုးခန်းစစ်ကိုစင်းကူတာမြင်တဲ့ကစားသမားမျိုးကိုအာဆင်နယ်လူပွဲထုတ်လာတာတကယ်လဲအဲ့ဒါကလုံးဝအကျိုးပြုခဲ့တယ်အာဆင်နယ်သင်းရဲ့ဂိုးတော်ပဲများမှာမာတီနေလီရဲ့ခြေရာလက်ရာတွေကိုတွေးရတယ်အထူးသဖြင့်လူးဝစ်စကယ်လီနဲ့မာတီနေလီရဲ့လင့်ကအခြေဆက်ကတော်တော်လေးကောင်းတယ်ဒီပွဲအကြောင်းကိုစပြီးပြောရမယ်ဆိုရင် ကျွန်တော်ကဒီပွဲကိုတူးစီးလောက်ပဲမှန်တာတာပွဲချုပ်သုံးသက်ချက်မှာဘာကြောင့်လဲဆိုအာဆင်နယ်တင်းရဲ့ခံစစ်ကိုကျွန်တော်ယုံကြည်တယ်နှစ်ဂိုးလောက်တော့သွင်းမယ်အိမ်ကွင်းလည်းဖြစ်တယ်တစ်ဖက်ကဒီအေဂိုစီမီနီအသင်းကလည်းနောက်ပွဲစီမှာပွဲချောင်းနဲ့အသင်းနေစီရနေပြီးတော့သူတို့အမှတ်ယူလို့ရတယ်အာဆင်နယ်မို့လို့ငါတို့တေးတမတ်လောက်ရရင်တော်ပါပြီကွာဆိုတဲ့ခံစားချက်နဲ့သူတို့လာမှာနိုင်ရင်တော့အကောင်းဆုံးပေါ့လေသူတို့တော့ကဒါပေမဲ့အဲ့ခံစားချက်နဲ့သူတို့လာတယ်တကယ်ကြီးကကန်ရတဲ့ခါမှာအာဆင်နယ်ကပို့ပြီးတော့နိုင်ကျင်စိတ်စားလောင်တာကိုတွေ့ရတယ် တဖက်ကသူတို့ရတဲ့ chance တွေကိုအသုံးချဖို့ကြိုးစားတဲ့ junior everett ကကန်ချက်တိုင်တီးထွက်တဲ့ဘာညာဆိုပေမဲ့ပထမပိုင်းရောဒုတိယပိုင်းရောအာဆင်နယ်တင်းရဲ့လိုအားနှုန်းကတကိုးရသွားလဲမချောက်နောက်ကိုရတော့လည်းမချောက်၅၉၆ခုဒီသွင်းမှုတွေသူတို့ဂိမ်းပလန်ရှိခဲ့တယ်နောက်ဆုံးတိုက်စစ်ကစားမကြီးထုတ်ပြီးတော့ခန့်စစ်ကစားမကြီးထည့်လိုက်ရတဲ့အထိပဲဒီနေ့မှာအာတီတာအနေနဲ့မိနစ်80ကျော်မှတင်ဂိုးလဲပြက်နေဖြစ်တဲ့အတွက်ကစားသမားတော်တော်များကိုပြန်ပြီးသိမ်းသွားတယ်လာမယ့် Crystal Palace အသင်းနဲ့ပွဲစဉ်အတွက်ကျွန်တော်တို့ချန်ပီယံလိလိဖက်ပွဲစဉ်၃ပွဲကံပြီးသွားပြီကိုးမှန်စုဆောင်းပြီးသွားပြီ ရှစ်ပွဲကန်ရမှာနော်ရှစ်ပွဲဆိုလို့ကျွန်တော်တို့24မှတ်စုဆောင်ရမှာဟုတ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့ဒီ3ပွဲမှာ6မှတ်စုဆောင်ပြီးသွားပြီမနစ်ကကျွန်တော်တို့ရလက်ရဆိုရင်တပွဲတည်းတပွဲရှုံးကျန်တဲ့6ပွဲကိုနိုင်တယ်ကျွန်တော်တို့16မှတ်ထိမနစ်ကစုဆောင်နိုင်ပြီးတော့ဘူရိုင်းမီ level နဲ့ရှုံးထွက်အဆင့်ကိုတက်သွားခဲ့တယ်ဒီရသည်မှာကျွန်တော်တို့တရားဂိုင်းလုံးအပြည့်ချန်ပီယံလိမှာနိုင်ထားတယ်ဒီပွဲစဉ်မှာတစ်ဖက်ကဒီကိုဆင်မြူနီရဲ့အသင်းက physical mind အပြုတ်ပြီးတော့ခက်ချင်းချင်းဆော့ဖို့သူတို့ရည်ရွယ်လာတယ်။ဒါပေမဲ့ game minute တော်တော်များများ position တော်တော်များများအာဆင်နယ်ကတော့မှနည်းနည်းကျန်းတဲ့အမူအရာလေးတွေ့ရတယ်။ဒါပေမဲ့အာဆင်နယ်ကျန်းတယ်ဆိုတာထက်သူတို့ကစားသမားတွေကပွဲတက်မှုရှော့ချခြင်းနဲ့စန္ဒာမျိုးနဲ့ပစ်လဲကြတာ။နည်းနည်းလေးထိတဲ့ကနေပစ်လဲပြီးတော့သူတို့ကလည်းကိုယ်တွေကိုပွဲတက်မှုရှော့ချဖို့အတွက်ခက်ချင်းချင်းကစားတာရှိတယ်။အဲကြောင့်ဂိုးတွေကြောင့်ပြောလိုက်ရအောင်။ဒီနေ့ပွဲမှာအာဆင်နယ်သင်းသွင်းသွားခဲ့တဲ့ဂိုးတွေဆိုရင်58မိနစ်မှာစရရတာ။အဲ့ဒီဂိုးမှလေး တိုက်ဆိုင်နေပဲပြောရမလို့ကျွန်တော်အဲ့ဒီတေကန်ဘောကိုဒါလည်းမာတင်နေယူရောက်ရတာဒီကန်ရိုက်ကန်ကာဒီမှာအဲ့ဒီလူတန်းစီတဲ့ဂျာလီထဲမှာစာလီပါဘွေးအလုံးဝိုင်းပြီးကတ်နေတာတေချာပြန်ကြည့်ကြည့်ဂေဘီယံမကာကြီးကအနောက်ကလိုင်းဂျာလီထဲမှာမတိမတားလေးကိုယောင်ဖြောက်နေတာပြောမယ်ဆိုရင်ခန်စစ်ကစားမားရဲ့ blind spot နောက်အတန်းထဲမှာသူကတက်တက်လေးသွားပြီးကိုယ်အောင်ဖြောက်နေတာဘယ်သူမှသူ့သတိမထားမိဘူးအဲ့ဒီအချိန်မှာတောင်းငံပေါ်ကန်ကန်ကြီးကသူလူတန်းလေးကိုပြန်ပြီးရောလာတယ်ပြီးလည်းပြောသူ့ရှေ့မှာရှိတဲ့ခန်စစ်ကစားမားကိုကြော်ပြီး wipe ပြီးတော့ခေါင်းဝင်တိုက်သွားတာ အဲ့ဒါကဂေဗီယမကာဟီးရဲ့ဂိုးရားခြင်းစိတ်အတ္တဖြစ်မှုနေရာယူတတ်မှုနဲ့ဒီကန်ရိုက်ကကန်တင်နဲ့လောင်းဘောကြီးနဲ့ဘလောက်ထိကော်နရှင်မီနေလဲတွေ့ရတယ်ဒီမှာကန်တင်နဲ့ဒီကန်ရိုက်ကိုလည်းအပြည့်အဝကျွန်တော်ချီးကျူးတယ်ဒါ ው ဂိုးဖြစ်ပုံမှန်ရက်မနေဘဲနဲ့ဇုံရိုတေးရှင်းလုပ်ပြီးကောင်းကောင်းလေးအဆုံးသတ်သွားခဲ့တဲ့ဂေဗီယမကာဟီးကိုလည်းတကယ်ကိုချီးကျူးရမယ်အပွင့်ကိုတော့ကအရင်ကြီးပါတယ်အဲ့ဒီဂိုးအာဆင်နယ်ရပြီးသွားတဲ့နောက်မှာတော့အက်တလက်တီကိုမက်ထရစ်ကလုံးဝဖွင့်ဆော့ပြီအာဆင်နယ်ကြိုက်တယ်ဆိုတော့အဲ့ဒါ အာဆင်နယ်ကလို့ဖွင့်ဆော့တဲ့အသင်းတွေတွင်အရန်ကြိုက်တာမနစ်ကလေးကျွန်တော်ပြောတယ်အာဆင်နယ်ကိုအာဆင်နယ်လို့မဆော့နဲ့ဒီထက်ပိုပြီးဂိုးပြတ်သွားလိမ့်မယ်ဆိုတဲ့စကားကိုကျွန်တော်အမြဲတမ်းပြောခဲ့အဲ့ဒါကြောင့်လဲအာဆင်နယ်ကလိုဘလော့မေဘလော့နဲ့တွင်မနစ်ကလေးကရုံးကန်ရတယ်ဒါပေမဲ့အာဆင်နယ်ကိုဖွင့်ဆော့တဲ့စပိတ်ချင်းချင်းအသင်းတွေဆိုရင်မာတီနယ်လီဦးဆောင်နဲ့တိုက်စစ်နဲ့တွေ့လို့တော့သွားပြီပဲဒလက်ဆက်ကိုဂိုးတွေပေးရတာ64 69မိနစ်80 3မိနစ်ကြာတကူကျွန်တော်တို့ရခဲ့တာကျွန်တော်ဆို highlight တွေဖြတ်တာလက်မနိုင်ဘူး 64မိနစ်မှာရတဲ့ကို Lewis Kelly ကိုလုံးဝ appreciate လုပ်ရမယ်။ကို့ Queen ဘက်ချမ်းနေပြီးတော့ပြိုင်ဘက် penalty bounce နားအထိတယောက်တည်းဆွဲပြေးသွားတာ။အခုမှမဟုတ်မနစ်ကတည်းကသူအဲ့လိုမျိုး ball carrying ကောင်းကောင်းနဲ့လှုပ်သွားတာရှိတယ်။ Adidas ဒီပွဲစဉ်မှာ Kelly ကိုတုံးလာတာကမာကုံခံစစ်အမြင်ရဲ့သူကမာကုံရှိတယ်ခံစစ်မှာ Queen လည်းအဲ့လို ball carrying ကောင်းအောင်လုပ်နိုင်တာရဲ့တခါကျရင်ကစားသမားတယောက်ကအဲ့ဘောလုံးကိုအဲ့လိုမျိုးဒိုးရိုးပေါက်ကြီးတည်သွားတဲ့အခါမှာတစ်ဖက်သင်းစီမံထားခဲ့တဲ့ line တွေ line တွေအကုန်လုံးကရှုပ်ရှက်ခတ်ပြီးတော့ ဖွဲ့စည်းမှုပြတ်သွားအဲ့အနေထားမှာ scaling နေနဲ့ပေးစရာ option ၄ယောက်လောက်ထိရှိရအရှိမပနဒီစပေါ်နာမှာဒါပေမဲ့ဘယ်ဘက်ချမ်းမှာလူကတ်ခံရခြင်းမရှိတဲ့ martinelli ကိုပေးလိုက်တယ် martinelli ကဘောလုံးရတဲ့ပထမ first step မှာလည်းတေးချာအဝေးတန်းတော့ကန်သွားတယ်အဲ့ဒါကလေ2023ဘောလုံးရသည်တော့ martinelli မကြခဏကန်လေးရှိတဲ့အဝေးတန်းတော့ cut weight ကန်တဲ့ဟာမျိုးပဲကျွန်တော် martinelli အဲ့တော့ martinelli ကိုပေါ့ပြီးပြန်တတိယမိ martinelli ဖြစ်နေလို့လဲပို့ပြီးပြောတယ်ပုံမှန်သူနေကြ ပလီယာသွင်းတဲ့တဆိုင်အဲ့လိုမျိုးကစားသမားတွေကျွန်တော်ကိုးသွင်းစေချင်တာနောက်တစ်ခုအဲ့ဒါကတော့68မိနစ်မှာဗစ်တာယောကရက်ရတဲ့ကိုဒါကပြောမယ်ဆိုရင်ပတ်တန်နေရှုပ်ရှက်ခတ်နေဖြစ်တည်လာလဲလူးစကယ်လီစီယာဖြစ်တည်လာတယ်အဲ့ဒါကိုဇူီမန်ဒီယိုနဲ့ပေးလိုက်တယ်အဲ့ဒီကနေမှတစင်လောင်းဘောကျလာတာကိုမာတီနယ်လီသွားစေတယ်အဲ့ဒီကနေမာတီနယ်လီက cross ball ပြန်ခင်းပြီးတဲ့အခါမှာနောက်တိုင်းနဲ့ထိပြီးပြန်ရှန်ထွက်လာတာကိုအစည်းနဲ့တူတယ် အလိုက်တင်မဲ့ပြန်ပြီးခင်းပေးလိုက်တယ်အမှရှုပ်ရှက်ခတ်နေတဲ့ဂျားတွေကနေပြီးတော့ကန်လိုက်တာကယောဂရက်ကန်လိုက်တဲ့ဥစ္စာ reflection ဖြစ်ပြီးတော့ဝင်သွားခဲ့ယောဂရက်အနေနဲ့ဘနက်ပွဲဆက်ကိုမသွင်းနိုင်တဲ့ဆိုတဲ့အနေအထားမျိုးကိုအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တယ်တကူတော်မူနှစ်ကူနောက်တကူမှကျတော့မိနစ်80မှာဒီကလောက်လိုက်ကတောင်းကန်ပေါ်အဲ့ဒီကူကလည်းယောဂရက်ရဲ့လိုအားနှုံးကြောင့်ရတဲ့တောင်းကန်ပေါ်လို့ပြောလို့ရတယ်သူတို့ခိုင်စကားမှပြီး pressure များပြီးတော့ တောင်းကံပေါ်ပြေးလိုက်ရတယ်အဲ့ဒါကိုဒီကရိုနိုက်ကန်တင်နေအဲ့ဒါကိုအဝေးတိုင်းတော့မှာအတစ်ဖြစ်ဖြစ်နေကီပီမကာကြီးပြေးတိုက်တာဖြစ်ချင်တော့အဲ့ဒီဘောလုံးကလဲပြီးတော့ box အရှိကိုကြားတဲ့အခါမှာဗစ်တာယောဂရက်ကခါလို့ပဲကျွန်တော်တုံးလိုက်တော့မယ်ယောက်ျားလေးဆိုသိရဗျာဘာနဲ့သွင်းသွားလဲဆိုတာသိရအဲ့ဆိုသူ့အနေနဲ့ဒူးလဲမဟုတ်ခြေတော်လဲမဟုတ်ဘူးဘိုင်လဲမဟုတ်ဘူးအဲ့ဒီအနေထားနဲ့ရအောင်ဒီခါးတစောင်းနဲ့ပုတ်ပြီးတော့သွင်းသွားခဲ့တာတိုက်စစ်မှုတယောက်ဆိုဘယ်လိုပဲဖြစ်ကိုသွင်းရမှာ ျွန်နည်းနည်းကြည့်နေသေးယောဂရက်ဟက်ထရစ်များရမလားဘာညာပေါ့လေဒါပေမဲ့ဒီနေ့နှစ်ဂိုးရပါတယ်ဘီတာယောဂရက်ကိုဘာကြောင့်ဂိုးသွင်းစေခြင်းလဲမာတီနယ်လီကိုဘာကြောင့်ဂိုးသွင်းစေခြင်းလဲဆိုတော့ဒီကစားသမားတွေကကျွန်တော်တို့အာဆင်နယ်ဖန်တွေဘာမှမပြောဘူးဆိုတော့မှပြန်ဘက်ကတခုခုအာဆင်နယ်တင်းအားနှိတ်ချက်ဆိုတဲ့ပုံစံမျိုးနဲ့လှောင်ရင်လို့စောင့်ကြည့်နေတဲ့ပလေယာတွေအဲကြောင့်ဒီကစားသမားတွေကိုအခြားပလေယာထက်ဆိုင်ကျွန်တော်ကဂိုးရစေခြင်းဆိုတာအဲ့ဒါဒီအာဆင်နယ်တင်းနေနဲ့ပထမတကူရဖို့အတွက် 58မိနစ်ထိကြာခဲ့တော့ညာလေပဲနောက်ထပ်3ခုရဖို့အတွက်3မိနစ်3မိနစ်3မိနစ်စီပဲစောင့်ခဲ့ရပါတယ်ဒါကြောင့်မို့အာဆင်နယ်အသင်းဒီနေ့ပွဲစဉ်မှာကိုသွားကျင်တဲ့ game plan ဒီပွဲကိုငါတို့နိုင်အောင်ကမ်းမယ်ဆိုတဲ့စိတ်ပိုင်းဖြတ်မှု တစ်ဖက်အသင်းရဲ့ game plan တွေကိုဖျက်ဆီးပြီးတော့အကောင်းဆုံးကစားနိုင်ခဲ့တယ်။ဒီနေရာမှာတော့နောက်လာမယ့်ချန်ပီယံလီပွဲစဉ်မှာဆိုရင်တော့ Zui Mandi တယောက်တော့အဝါကကြောင့်မပါနိုင်ဘူး။ဒါပေမဲ့ Bayern Munich နဲ့တွေ့မယ့်ချန်ပီယံလီနောက်တစ်ပွဲကျော်မှာဆိုရင်တော့ပြန်ပါလိုက်နိုင်မယ်။ဘာကြောင့်ဆိုတော့အဝါက3ကပ်ပြေသွားခဲ့တဲ့အတွက်အဲ့တော့ Declan Rice အနေနဲ့တော့လာမယ့်အသင်းငယ်တစ်သင်းနဲ့တွေ့မယ့်ချန်ပီယံလီပွဲစဉ်မှာတော့အဝါကမထီအောင်ဂယူးဆိုက်ပြီးကစားပြီးတော့ Bayern Munich အသင်းနဲ့ပွဲစဉ်အတွက် active ဖြစ်ဖြစ်တော့ရှိဖို့တော့လိုအပ်သွားပြီပေါ့လေ။ ဘာပြောပါဒီနေ့ပွဲစဉ်မှာဆိုရင်ဘောလုံးပိုင်ဆိုင်မှုဂိုးကန်ချက်အဲ့ဒါလေးတစ်ချက်ကျွန်တော်ပြောပြရမယ်ဘောလုံးပိုင်ဆိုင်မှုအာဆင်နီယာ52ရာခိုင်နှုန်းဒီကိုစင်မြူနီရဲ့အတင်ရ49ရာခိုင်နှုန်းမကွာဘူးနော်အာဆင်နယ်လည်းဘောလုံးရရင်တိုက်တယ်သူတို့လည်းဘောလုံးရရင်ချက်ချင်း transition နေသွားတယ်ဂျူရီယယ်အေဗာရက်ကအာဆင်နယ်တင်းရဲ့ခန်းစစ်ကိုမကြော်နိုင်ခဲ့ဘူးလုံးဝအာဆင်နယ်ကဥရောပမှာလုံးဝပေးကူးမရှိသေးဘူးနောက်ပြီးတော့အာဆင်နယ်တင်းနေဒီနေ့ဂိုးပေါက်ကန်သူမှု16ချိန်ရှိတယ်ဂိုးပေါက်တက်မှု8ချိန်ရှိတယ် တဖက်ကအသက်ကိုမထက်က၁၇ချိန်ကန်နဲ့ဂိုးပုတ်တက်မှုတစ်ချိန်ပဲရှိရာယာအဲ့တစ်ချိန်လေးပဲအလုံများခဲ့ရလို့ရင်ကျန်တဲ့ချိန်မှာရာယာအနေနဲ့ AC ပဲကော်ဖီဖြော်ပြီးတောက်နေလို့ရလာလို့ရှိ AC ပဲဒါပေမဲ့ဆရာသမားတစ်ချိန်မှားလိုက်သေးရနော်မှားတယ်ဆိုရယ်သူထပ်ပြီးတော့ဖြတ်ရင်းနဲ့အဲ့ဘောလုံးသူဟိုးတက်လောက်ထားတဲ့အချိန်မှာဘေးကိုဖြတ်မထုတ်ဘဲနဲ့တဖက်ကစားမှလာပြီးလူ့ဘက်ကမှအသေးအံသူပြန်ပြေးရတော်သေးရဲ့အဝေးကနေကန်လိုက်တဲ့ဂျူရဲအေဗာရက်ကကန်ချက်ဂိုးပုတ်မတက်ဘူးဒါကန်ကောင်းတာအဲ့တစ်ချက်တော့သူနည်းနည်းလေးပြာပြီးမှားသွားတာရှိရယ်ကော်နာကတော့အာဆင်နယ်၃ချိန်ကန်တယ် ဂိုးတွေရတစ်ဖက်ကတော့၄ချိန်ကန်တယ်ဂိုးပေါက်တက်မှုတော့မရှိဘူးအဲ့တော့အာဆင်နယ်တင်းရတေကန်ဘိုးကြီးနဲ့ပတ်သက်ဒီနေ့နှစ်ကိုးရသွားတယ်ပြောလို့ရဒီနေ့လေးကိုးမှာတေကန်ဘိုးကနှစ်ကိုးဒါကြောင့်အာဆင်နယ်တင်းရတေကန်ဘိုးဆိုတာခွဲခြားလို့မရဘူးဦးရောပွားရဲ့တေကန်ဘိုးဘင်းလို့ပြောဖို့စောသေးပြီမယ်ဒီဟာဒီမှာအာဆင်နယ်မေဂျာဖလားတွေဒါရခဲ့မယ်ဆိုရင်တေကန်ဘိုးကြီးနဲ့ပတ်သက်ပြီးကျွန်တော်တို့အတိမတ်ပြုဖို့လိုအပ်မယ်တေကန်မောရီကအာဆင်နယ်တင်းအတွက်ဆိုရင်တော့လက်နက်တစ်ခုဖြစ်တော်တော်လေးအရေးပါနေပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရမ်းချရတဲ့ player တွေကိုးသွင်းသွားတယ် ကျန်တဲ့ကစားမရဲ့အလုံးနဲ့ခြေစွမ်းပြနေတာဖြစ်တဲ့အတွက်အကြိုက်ဆုံးကစားမ9ရောက်ရွေးချယ်ပြီးရင်တီးတန့်ဗီဒီယိုတစ်ခုနဲ့ဆက်ပြီးလာပါမယ်။ကဲခက်ခဲမယ်လို့ထင်တဲ့ပြိုင်ဘက်တွေကိုကျွန်တော်အနိုင်ယူပြီးတော့သုံးမှတ်လဲရခဲ့ပြီ။အရေးကြီးတာကျွန်တော်ပထမဆုံးလောရမှာက leaflet ပွဲစဉ်တွေကိုအားလုံးမဟုတ်ရင်တော့မှ128ထဲမှာဝင်ပြီးနောက်တစ်ဆင့်ဝင်ပြီးအဆင့်နဲ့တက်နိုင်ဖို့အတွက်ကျွန်တော်ကြိုးစားမယ်။အခုကျွန်တော်သုံးပွဲလုံး ကိုမတ်အပြည့်အဝယူနိုင်ခဲ့ပြီးနောက်လာမယ့်ပွဲစဉ်တွေမှာလည်းအမတ်ပြည့်အဝယူနိုင်မယ့်ပွဲစဉ်တွေရှိသေးတယ်အာဆင်နယ်တင်ဒီယာဒီမှာဘူယန်ပြည်အဆင့်ကိုတတ်သွားရင်ဘာဒီခံစားဝင်ရမလဲဆိုတော့နံပါတ်1ချက်ပထမကြော့ကိုပြိုင်မဲ့ကွင်းမှာသွားကစားဒုတိယကြော့ဇက်သိမ်းမိုင်းကိုကိုယ့်အိမ်ကွင်းမှာကြိုက်တယ်လို့ပုံစံပုံဖော်လို့ရတယ်ရလက်ပိုင်းရပိုပြီးအသက်ရှိပါတယ်မနေ့ကကျွန်တော်အဲ့လိုခံစားဝင်မရခဲ့ဘူးပထမကြော့ကိုယ့်အိမ်ကွင်းမှာကစားခဲ့ရတယ်ဒုတိယကြော့ပါရီမီမှာသွားကစားခဲ့ရတယ်စီးဖိုင်နဲ့မှတ်မိရမလားအဲ့ဒါခက်ခဲတာ ောက်တစ်ချက်ကကျတော့အာဆင်နယ်နဲ့ဘူယိုင်းမီအဆင့်နဲ့နောက်ဆင့်တက်ရပြီဆိုရင်တော့မှရှုံးထွက်အဆင့်မှာဘူယိုင်းမီအဆင့်အသင်းအချင်းချင်းတွေ့တဲ့အခါကျလို့ရှိရင်အာဆင်နယ်ကအဆင့်အတိုင်းတိုင်းရက်တူပိုမြင့်လို့ရှိရင်ပိုပြီးခံစားဝင်ရမယ်အဲ့ဒါတွေရှိတယ်ပြီးတော့စူဂျေးခံစားဝင်ရမယ်အများကြီးပေါ့လေအဲကြောင့်မို့ကျွန်တော်နံပါတ်1လောက်ရမှာက ရှုံထွက်အဆင့်ကိုဘူရိုက်မီအဆင့်နဲ့128ထဲကနေတက်ရောက်ဖို့တော့လိုအပ်ပါတယ်အခု၃ဘွဲကံပြီးပြီးကိုမရပြပါပြီလက်ကြံချက်မြက်လေး၅ဘွဲမှာဗနမက်ရမယ်ထင်လဲခွန်မဝင်ရောက်ရေးသားပြီးတော့ပါအောင်အဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့နိုင်ဘွဲနဲ့ပတ်သက်ပြီးတော့လူစင်းခင်ကျင်းမှုတွေလူထုပ်ပုံတွေပွဲရဲ့တန်ဖိုးအတင်ချနဲ့ပတ်သက်ပြီးအကောင်းဆုံး control လုပ်သွားခဲ့တဲ့နိပြမီခေးအိုင်တာကိုလဲတကယ်ကျေးဇူးတင်ပါတယ် ကဲဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရဖြစ်ကစားချက်ဆိုဘာပြောဖို့လဲတင်ချက်ကို646 46လုံး33တင်တဲ့ဘက်တင်ချက်ကို9983ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်ချက်ဆိုရင်တော့ကျွန်တော်စီမှာအားလုံးကို new tree ကျူစုပါတယ်ခင်ဗျာ